ကမ္ဘာအထူးကျန်ဆုံးတစ်ပင်အားလုံးပဲမင်္ဂလာပါလူတွေမှာပဲချောင်းပရိုလေးတို့ Ever FA လေးတို့လို့ဆုံးရှိစာမလာပဲဒီကိုဒီလူမျိုးကြီးဘွားနဲ့အထူးကျန်နေကြရတာပဲတော့မဟုတ်ပါဘူးတပင်းမျိုးလေးလေးတပင်းအားဆိုရင်လေကမ္ဘာပေါ်မှာအထူးကျန်ဆုံးတပင်းဖြစ်နေရှိလို့နေပါတယ်။ဟုတ်ပါတယ်။ဒီနေ့မှာတော့ကမ္ဘာရှားပါးဆုံးတပင်းလေးရဲ့ထူးဆန်းစွာအထူးကျန်နေရတဲ့အကြောင်းကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်ကတော့ ABCN Isun Fire YouTube Channel ရဲ့ Founder အောင်ဖြိုးမင်းပဲဖြစ်ပါတယ်။ ဒီတပည့်လေးကတော့ Ansaflato လို့ခေါ်တဲ့ရှားပါးညောင်မျိုးစိတ်လေးတစ်မျိုးပဲဖြစ်ပြီးတောင်အာဖရိကတန်ဇနီးယားနိုင်ငံက Niobe ဂျိုင်ဝမ်မှာရှိတဲ့ KwaZulu သဘောဝတ္တောတွင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအစုလိုက်ပေါက်ရောက်ခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့မျိုးသုံးပြောက်ွယ်သွားပြီးအထီးတပင်သာကျန်ရှိခဲ့ပါတော့တယ်။ဒီပင်ကို1895ခုနှစ်မှာတော့ရုခဗီရပညာရှင်တဦးဖြစ်တဲ့ဂျွန်မတ်လီဟုကနေအမှတ်မထင်ရှာဖွေတွေ့ရှိခဲ့ပြီး Ansaflato Woody လို့မှတ်ခေါ်ခဲ့ကြပါတယ်။ ဒီပင်ဟာအထီးတပင်ပဲကျန်ရခဲ့တာကြောင့်သူ့ရဲ့မျိုးသိကိုဆက်လက်ရှင်သန်ဖို့အမပင်ကိုနှစ်တရာကျော်ရှာဖွေခဲ့ကြပါတော့လဲတပင်မှမတွေ့ရပါဘူး။ဒါကြောင့်ဒီပင်ကိုကပ္ပအထီးကျန်သောတပင်လို့လည်းတင်စားခေါ်ဆိုကြတာပါ။ဒီအထီးမျိုးသိအပင်လေးရဲ့တတန်းကိုပြောရမယ်ဆိုရင်ဒိုင်နိုဆောတွေရှိစဉ်ခေတ်ကလေးကရှင်သန်လာတဲ့ရှားပါမျိုးသိဖြစ်တဲ့အပြင်နှစ်သန်းပေါင်း200တတန်းလောက်တောင်ရှိနေပါပြီ။သိပ္ပံပညာရှင်တွေရဲ့ကယ်တင်ရေးမျှော်လင့်ချက်ကတော့ဒီအပင်လေးကိုတူညီတဲ့မျိုးရိုးဗီဇာနဲ့အပင်မျိုးပွားနိုင်ဖို့အားထုတ်နေကြသေးပဲဖြစ်ပါတယ်။ ါကြောင့် answer flowerwood တစ်ပင်လေးတွေကတော့သူတို့နဲ့မျိုးပွားနိုင်ဖို့အမှားမျိုးသိတစ်ပင်လေးတွေမကြံရှိတော့တာဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်ပေါင်းများစွာအထူးကြံနေကြရတဲ့အကြောင်းပြချက်ဖြစ်ပေမဲ့လည်းချောင်ပရိုလေးတို့အုပ်စုကတော့ကောင်မလေးတွေများပြားစွာမြေမတွက်နိုင်အောင်ရှိတဲ့အပြင်သူတို့တရားအောင်မှပြန်မကြိုက်နိုင်လို့အကြောင်းပြချက်မရှိဘဲနဲ့ယနေ့ချိန်ထိရှက်စရာကောင်းအောင်အထူးကြံနေကြရတာပဲဖြစ်ပါတယ် မှတ်တမ်းတင်ထားတဲ့အချက်အလက်များအရယခုအခါအီသစ်ပင်ကိုအင်္ဂလန်နိုင်ငံ Kew Ra ရဲ့ Botanic Garden တွင်ပြသထားပြီးတော့တန်ဇနီးယားကမူလပေါက်ရောက်ရာနေရာမှာတော့တွေ့ရှိနိုင်မှာမဟုတ်တော့ပါဘူးခင်ဗျာ ဟုတ်ကဲ့ပါဗီဒီယိုလေးကိုကြည့်ပြီးတော့လူချင်းမင်းတို့အနေနဲ့စိတ်ချင်နှမှုစုံတရားရရှိလိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ဗီဒီယိုလေးတွေမှာလည်းလူချင်းမင်းတို့အတွက်ဘူးသူဒ်ဖြစ်စေမယ့်အကြောင်းအရာလေးတွေရှားဖွေတင်ဆက်ပေးသွားမှာပဲဖြစ်လို့ကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လေးတွေလုပ်သွားကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ဗီဒီယိုအသစ်တင်တိုင်းလည်းသိရှိနိုင်အောင်လို့ခေါင်းလောင်းလေးကိုနှိပ်သွားကြဖို့လည်းမမေ့ပါနဲ့အောင်နော်။ဗီဒီယိုလေးကိုစုံနေကြည့်ရှုပြီးလို့အားလုံးကိုကျေးဇူးများကြီးပဲတင်ရှိပါတယ်။နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါသောခင်ဗျာ။